မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ဗုဒ္ဓရဲ့အစစ်မှန်သောချမ်းသာရှာနည်းစရိတ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဗုဒ္ဓရဲ့အစစ်မှန်သောချမ်းသာရှာနည်းသည်လည်းထူးခြားပါတယ်ဒီချမ်းသာရှာနည်းကဗုဒ္ဓဖော်ထုတ်တော်မူသောချမ်းသာနည်းဖြစ်ပါတယ်အမှန်အားဖြင့် ဤချမ်းသာရှာနီကိုတပ်ပိညူတညံတော်ရှင်များသာဖော်ထုတ်တော်မူနိုင်ပါ रे ပြည့်စေကဗုဒ္ဓများလည်းဖော်ထုတ်နိုင်ပါ रे တို့ရရင်ပြည့်စေကဗုဒ္ဓများကမိမိမှတပါသောဝိနည်းများအားမိမိကြည်သလိုကြည်တတ်အောင်ဖော်ပြနိုင်ခြင်းမရှိတပ်ပိညူတညံတော်ရှင်တမာတန်ဗုဒ္ဓများသာဝိနည်းအားလုံးတို့အားဖော်ပြနိုင်စွမ်းရှိကြတာဖြစ်ပါ रे ရှင် အခြားသူတွေအနေနဲ့ချမ်းသာကိုရှာကြရရင်အစ်စ်အစ်စ်တော်အာယံဝိတ္ထုများကိုရအောင်ရှာဖွေအားထုတ်ခြင်း၌ချမ်းသာကိုရှာကြရယ်ဗုဒ္ဓကာထိုကဲ့သို့မဟုတ်မိမိတန်တန်၌ကိန်းနေသောအဟောင်းအဟောင်းဖြစ်သောတဏှာကိုတွေ့အောင်ရှာဖွေပြီးရင်းကိုပယ်တတ်နိုင်ရန်အားထုတ်ခြင်း၌ချမ်းသာကိုရှာပါရယ် အမှန်အားဖြင့်အသေးသေးသောအာရုံဝိထုများကိုရအောင်ရှာခြင်းသည်ဒုက္ခကိုရှာခြင်းဖြစ်ပါれချမ်းသာကိုရှာခြင်းမဟုတ်အဘယ်ကြောင့်ဆိုသောအသေးအသေးသောအာရုံဝိထုများကိုရခြင်းကဘဝကိုရခြင်းမြည်ပါれဘဝကိုရနေသည်တဏှာသည် ရှိနေမှာဖြစ်ပါれတဏှာရှိနေသည်တွေလည်းဒုက္ခသည်ရှိနေမှာဖြစ်ပါれထို့ကြောင့်အသေးအသေးသောအာရုံဝိထုများကိုရအောင်ရှာခြင်းသည်ဒုက္ခကိုရှာခြင်းဖြစ်တယ်လို့ဆိုကြတာပါ သူဖြစ်ဗုဒ္ဓသည်စင်မှန်သောချမ်းသာကိုရှာယာ၌အသည့်အသည့်သော အာယဝိထုများကိုရအောင်မရှာဘဲမိမိဤတန်တန်၌အစမထင်တန်တရာမဆ၍ဂိမ်းနေသောတနာကိုသာတွေ့အောင်ရှာပါれတနာကိုတွေ့အောင်ရှာနိုင်ရင်တနာဤကုံရချမ်းသာကိုတွေ့အောင်ရှာနိုင်တယ်တနာဤကုံရချမ်းသာကိုနိဗ္ဗာန်လို့ဆိုပါれနိဗ္ဗာန်ဤအနတ်မှာလဲဝါနာတော်နိခတံအယတဏာမထွံ့မြောက်ခြင်းပင်ဖြစ်ပါတယ်ထို့ကြောင့်တဏာမနည်းနည်းထွံ့မြောက်နိုင်ရင်နည်းနည်းချမ်းသာရဲ များများထွက်မြောက်နိုင်ရင်များများချမ်းသာရယ်အမြင့်ပြည့်အောင်ထွက်မြောက်နိုင်ရင်အတုမဲ့ချမ်းသာကိုရပါရယ်ဗုဒ္ဓသည်တပိညုတဉာဏ်တော်ကိုရ၍ဖျားအဖြစ်သို့ရောက်တော်မူပြီးတဲ့နောက်အနိကစာတိတန်တာရန်ဖြင့်အစချေသောဥဒ္ဒံကာထာတော်ကိုကျူးရင်တော်မူခြင်းသည်စိမ့်မှန်သောချမ်းသာရှာနည်းကိုဖော်ပြခြင်းဖြစ်ပါရယ်ဤဥဒ္ဒံကာထာတော်၌ ဗုဒ္ဓသည်အလောင်းတော်အနေဖြင့်ဘွာများစွာတန်တရားတစ်ရှာလုံးတနာကိုရှာခဲ့တယ်။ထို့သူရှာခဲ့ပါတော့လေတနာကိုတွေ့အောင်မရှာနိုင်သဖြင့်ဘဝအမျိုးမျိုးဖြစ်ခဲ့ရတယ်။ဘဝမျိုးမျိုးဖြစ်ရခြင်းသည်အဖန်ဖန်ဆင်းရဲဒုက္ခကိုခံစားရခြင်းပဲဖြစ်ပါတယ်။ယခုတဏှာကိုတွေးပြီးတဏှာကိုတွေးတဲ့အတွက် တနာဤဆွမ်းအင်ကိုဖြက်စီးလိုက်နိုင်ပြီးထို့ကြောင့်နောက်ထပ်ဘဝကိုမရတော့ဘဝကိုမရချင်းသည့်ပင်စင်မှန်သောချမ်းသာကိုရချင်းဖြစ်ပါれစင်မှန်သောချမ်းသာဟူသည်မှာတနာဤကုံချင်းပင်ဖြစ်ပါれတနာဤကုံချင်းဟူသည်မှာလည်းအတုမဲ့ချမ်းသာနိဗ္ဗာန်ဖြစ်၏ဟု၍ဗုဒ္ဓကိုယ်တိုင်ကျူးရင်ထားတော်မူရာကိုတွေ့ရပါれ ထို့ကြောင့်စစ်မှန်သောချမ်းသာသည်အစ်စ်အစ်စ်သောအာယုံဝိထုများကိုရာချနိုင်မရှိအဟောင်းအဟောင်းသောတဏှာကုန်ခန်းချနိုင်တာရှိပါれထို့ကြောင့်မြတ်စွာဘုရားရဲ့ချမ်းသာရှာနည်းသည်ကမ္ဘာသမိုင်း၌အခြားပုဂ္ဂိုလ်များ၏ချမ်းသာရှာနည်းနှင့်မတူခြင်းပင်ဖြစ်ပါသည်ဗုဒ္ဓ၏သေဒနာတော်အရတကယ်တမ်းစစ်မှန်သောချမ်းသာသည်ဘဝ၏ဂုံချင်းခိနာစာတိ၌ရှိသည်မှာမှန်နေဆိုတဲ့အကြောင်းကိုတင်ဆက်မျှဝေပေးလိုက်ပါရရှင်